မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကတဲ့နေကိုတင်ဆက်ပေးပါမယ်နေပြီးတော့မှစစ်ကောင်းစာဟောက်တရွှေသိန်းစိတ်အပါဝင်အကြက်ဖက်မင်းအွန်လိုင်းနဲ့ဘိုလ်ချုပ်တွေနေတဲ့ခြောက်လုံးနဲ့အိမ်တွေနဲ့စိတ်ယုံတွေကို24နာရီမိအပြည့်ပေးထားရပြီကျန်တဲ့နေပြီးတော့ကမြို့နယ်တွေမှာပါအလှည့်ကျမိပေးစနစ်ကိုကျင့်သုံးနေရပြီဆိုပါတယ် မန္တလေးတိုင်းတောင်သာမြို့နယ်ရုံးစင်ကြီးရဲစခန်းကနေကိုရထွက်ဝေတယ်စစ်ကောင်စီဘက်ကရဲတပ်ဖွဲ့ဝင်လင်မယားကိုတော်လန်ရေးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိထားပြီးတနက်တလက်ကိုပါတင်းစီရရှိထားရဆိုတဲ့သတင်းပါဝေးဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြည်တော်မှာစစ်ကောင်စီဟောင်းတန်းရွှေသိန်းစိန်အပါဝေးအချက်ဖတ်မေးအောင်လိုင်းနဲ့ဗိုလ်ချုပ်တွေနေတဲ့6လုံးနဲ့အိမ်တွေနဲ့စစ်ရုံးတွေကို24နာရီမီအပြည့်ပေးထားရပြီး ကျန်တဲ့နေပြည်တော်ကမြို့နယ်တွေမှာပါအလှဲ့ကျမိပေးစနစ်ကိုကျင့်သုံးနေရပြီလို့နေပြည်တော်စစ်တပ်တရင်အရှင်မြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဇန်နဝါရီလ6ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးနေပြည်တော်ကဒကိနာသီရိဇေယသီရိဥဒရသီရိပုပ္ပသီရိပြင်မနာတက်ကုန်းလေဝေးစတဲ့မြို့နယ်တွေမှာပါအချိန်နဲ့အလှဲ့ကျမိပေးတဲ့စနစ်ကိုစတင်ကျင့်သုံးနေရပြီဆိုပါတယ်။ဒါပေမဲ့စစ်ကောင်းဆောင်ဟောင်းတန်းရွှေသိန်းစိန်အပါဝင်အကြမ်းဖက်မင်းအွန်လိုင်းနဲ့ဗိုလ်ချုပ်တွေနေတဲ့၆လုံးနဲ့အိမ်တွေနဲ့ဇေယသီရိမှာရှိတဲ့စစ်ရုံးတွေကိုတော့ တီကြားလိုင်းနဲ့24နာရီမိအပြည့်ပေးထားရပြီးကျန်တဲ့ဌာနဆိုင်ရာရုံးတွေနဲ့ဝန်ထမ်းအင်အားတွေပါမကျန်အလှည့်ကျမိပြတဲ့အတိုင်းမိပြတောက်မှုတွေရှိလာတယ်လို့နေပြည်တော်စစ်တပ်တရင်အရှင်မိကပြောထားပါတယ်လက်ရှိရန်ကုန်မန္တလေးပါဝင်မြို့ကြီးတွေမှာတရက်ကိုလျှက်စစ်မိအလှည့်ကျပေးတဲ့စနစ်ကိုအုပ်စု3စုခွဲပြီးပေးနေရမှာတနေ့ကို6နာရီဝန်းကျင်လောက်တာမိရတဲ့အခြေအနေတွေဖြစ်နေပြီးစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာတော့မိမပြတဲ့အခြေအနေကနေအခုဆိုရင်နေပြည်တော်မှာပါတရက်ကို၈နိုင်မိဖြတ်တဲ့စနစ်ကိုစတင်ကျင့်သုံးလာရပြီး တပတ်ကအစ်ကောင်းဆောင်ဟော့တန်းရွှေသိန်းစိန်ပါဝင်အချက်ဖတ်မင်းအောင်လိုင်းနဲ့ဗိုလ်ချုပ်တွေနေတဲ့၆လုံးတန်းအိမ်တွေနဲ့စစ်ရုံးတွေကိုတော့24နာရီမီအပြည့်ပေးထားရတယ်လို့နေပြည်တော်စစ်တပ်တရင်အရေးမိကပြောထားပါတယ်ခင်ဗျတဆက်ထဲမှာပဲရှကုမျိုးမှာတရက်ကို၄နာရီအောက်တာလျှက်စစ်မိရတဲ့အချိန်မှာပဲမနေ့ကစပြီးဂျိုးပြူရေပါလုံးဝပြတ်တောက်သွားသလိုစစ်ကောင်စီကလည်း၃ရက်ကြာဂျိုးပြူရေပြတ်တောက်မယ်ဆိုတာကိုပါရန်ကုန်စီပင်ကနေအတိပေးထားပြန်တယ်လို့ရန်ကုန်မြို့ကန်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဇန်နဝါရီလ6ရက်နေ့ဖြစ်တဲ့မနေ့ကမိုးလွယ်ပိုင်းကနေစပြီးရန်ကုန်မြို့ကမြို့နယ်အလုံးမှာဂျိုးပြူရေတွေပြတ်တောက်သွားပြီးတော့စစ်ကောင်စီကသူတို့ပြင်ဆင်စရာရှိလို့ဆိုပြီးဂျိုးပြူရေဖြတ်တောက်လိုက်တယ်ဆိုပါတယ်အဲဒီနောက်စစ်ကောင်စီရဲ့စီပင်ကနေဇန်နဝါရီလ6ရက်နေ့ကနေ7ရက်နေ့အထိ3ရက်ကြာဂျိုးပြူရေပြတ်တောက်မယ်ဆိုပြီးတော့ပါအတိပေးလာတယ်လို့ရန်ကုန်မြို့ကံတွေကပြောပါတယ်အဲဒီလိုရန်ကုန်မြို့မှာလက်စစ်မီကို၄နာရီအောက်တာရတဲ့အတွက်အခက်အခဲတွေကြုံနေရတဲ့အချိန်မှာပဲအခုဆိုရင် ဂျိုးပြူရေးပါ၃ရက်ထပ်ဖြတ်မယ်ဆိုတော့အထက်မြင့်တိုက်တွေမှာနေတဲ့ပြည်သူတွေဟာတော်တော်လေးကိုဒုက္ခရောက်နေကြတယ်လို့စံကြောင်မြို့နယ်နေပြည်သူတို့ကပြောထားပါသေးတယ်။လက်ရှိရန်ကုန်မြို့မှာတော့ရေပြက်မိပြက်တဲ့အခြေအနေတွေကြောင့်ပြည်သူတွေရဲ့နေစဉ်လူမှုဘဝတွေဟာဒုက္ခပေါင်းစုံကြုံတွေ့နေရပြီးအဓိကအားဖြင့်အထက်မြင့်တိုက်တွေမှာနေတဲ့သူတွေကတော့ရေမရတဲ့အတွက်ပါတော်တော်ကိုဒုက္ခရောက်နေကြတယ်လို့ရန်ကုန်မြို့နေပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မန္တလေးတိုင်းတောင်သာမြို့နယ်ရုံစင်ကြီးရက်စကန်ကနေကိုရံထွက်ဝင်တဲ့စစ်ကောင်စီဘက်ကရဲတပ်ဖွဲ့ဝင်လင်မယားကိုတော်လန်ရေးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိထားပြီးတနက်တလက်ကိုပါသိန်းစီရရှိထားတယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇန်နဝါရီလ6ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲတောင်သာမြို့နယ်ရုံစင်ကြီးရက်စကန်ကနေကိုရံထွက်ဝင်တဲ့စစ်ကောင်စီဘက်ကရဲတပ်သားကြော်တောင်းတို့လင်မယားကိုကိုရံဝယ်ပြီးပြန်လာတဲ့လမ်းမှာပဲ။ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်။အဲဒီလိုဖမ်းဆီးရမိတဲ့ရဲတပ်သားကျော်တောင်းစီကနေ G3 အမျိုးအစားတနက်တလက်ကိုပါတင်းစီရရှိထားပြီးလက်ရှိမှာတော့အဲဒီရဲလင်မယားကိုစစ်တုံးမဲ့ဥပဒေနဲ့အညီထိမ့်သိမ်းထားပြီးတော့အရေးယူဆောင်ရွက်မှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ UNG ဆိုရကာကွယ်ရေးဝန်ကြီးဌာနစီကိုဒီဇင်ဘာလတလအတွင်းမှာပဲ အကြံဖတ်စစ်ကောင်စီဘက်ကဒုရဲအုပ်အပါဝင်စစ်သားနဲ့ရဲစုစုပေါင်း28ဦးအလင်းဝင်ရောက်လာပြီးလက်နက်73လက်နက်ခဲယမ်းတွေလည်းယူလာကြတယ်လို့မြို့သားညီညွတ်အစိုးရ NG ကာကွယ်ရေးဝန်ကြီးဌာနစီကနေသိရပါတယ်။ဒီဇင်ဘာလ1ရက်နေ့ကနေ31ရက်နေ့အထိတလအတွင်းမှာပဲအမျိုးသားညီညွတ်အစိုးရ NG ရဲ့ပြည်သူ့ရင်ခွင်အကောင့်ထဲပေါ်ဆောင်မှုအောက်က PDF တပ်ဖွဲ့တွေနဲ့ပကဖအဖွဲ့တွေစီကိုစစ်ကောင်စီဘက်ကဒုရဲအုပ်တဦးအပါဝင်စစ်သားနဲ့ရဲစုစုပေါင်း28ဦးဟာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလို့ အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်28ဦးထဲမှာ73ဦးကတော့လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်ရောက်လာကြတဲ့အတွက်အယူကြီးကနေဂုံပြူစုငွေပါချင်းမြင့်ပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာတပ်ဖက်မှာတော့ရန်ကုန်မြို့မှာစေကျော်တပ်အရွယ်လူငယ်တွေပျောက်ဆုံးမှုပုံမှုများပြားလာနေပြီနန္ဒလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလူငယ်တွေကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်လူငယ်တွေထွက်ပြေးနေကြရသလိုလက်ရှိမှာလူငယ်အယောက်တရာဝင်းကျင်ကလည်းပေါ်တာဆွဲခံထားရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် ရှကုံမျိုးမှာတော့တနေ့တစ်တနေ့စေကျော်တက်အရွယ်လူငယ်တွေပျောက်ဆုံးမှုဟာပုံမှုများပြားလာနေရမှာဇန်နဝါရီလ9ရက်နေ့ည10:00နာရီလောက်ကဆိုရင်တောင်ကြီးမြို့ကနေရန်ကုန်ကိုလာတဲ့အသက်18နှစ်အရွယ်မောင်စောနန်းနိုင်ကျော်ဆိုတဲ့သူဟာရန်ကုန်အဝေးပြေးကားဂိတ်ကိုရောက်တဲ့အကြောင်းဖုန်းဆက်ပြီးတဲ့နောက်မှာပဲဘာအဆက်အသွယ်မှမရတော့ပဲပျောက်ဆုံးသွားတယ်လို့သိရပါတယ်အလားတူဒီဇင်ဘာလ28ရက်နေ့ကလည်းအင်းစိန်မြို့နယ်ဖော့ကန်ကကိုပိုင်အထက်တန်းကျောင်းမှာတက်ရောက်နေတဲ့ grade 9ကျောင်းသားမောင်ရဲခန့်ကျော်ဆိုတဲ့သူဟာလည်း နေအိမ်ကနေအကြောင်းကိုသွားတဲ့အချိန်မှာပဲပျောက်ဆုံးသွားပြီးမောင်ရဲခန့်ကျော်ရဲ့လက်ဘေးမှာခွဲစိတ်ထားတဲ့ချုပ်ရိုးဒဏ်ရာရှိတယ်လို့လည်းသိရပါတယ်တပတ်ကပဲခိုးတိုက်မှလည်းနတ်လင်းမျိုးနဲ့တောင်ညိုမျိုးတင်မှာအချမ်းပစကောင်စီတပ်သားတွေနဲ့ပူပေါင်းအဖွဲ့တွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေဇက်တိုက်လုပ်နေတဲ့အတွက်လူငယ်တွေလည်းထွက်ပြေးတိမ်းရှောင်နေရပြီဇန်နဝါရီလ6ရက်နေ့ဖြစ်တဲ့မနေ့ကနေနတ်လင်းမျိုးနဲ့လက်ဝကရုံရှိနေတောင်ညိုမျိုးတစ်ဘက်တွေမှာပါပေါ်တာဆွဲတာတွေလုတ်သွားပြီးတော့လက်ရှိမှာဒီဇင်ဘာလကုန်ပိုင်းကနေအခုဇန်နဝါရီလဆန်းပိုင်းမှာတည်း နက်ကလင်းမြို့နယ်မှာလူငယ်အယောက်တရာဝင်းကျင်ကပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီလို့လေဒေတာကန်ပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ